ဟိုနေပြီးတော့မှဒီလောက်တောင်ဖြစ်နေတယ်ဗျာအာဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်လက်ဖြန့်ယူကျိုးသွားတယ်ဆိုတာကိုအာကျွန်တော်စုံစမ်းသိရှိရတယ်เนาะဒါကျွန်တော်မှန်မှန်ကန်ပြောပြတာဆိုတော့อืมကျွန်တော်ကလည်းအိတ်နေပြီတည်င်းဝင်လာတော့ကျွန်တော်တည်င်းတင်ပေးလိုက်တယ်ဒါပေမဲ့ NUG ကဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေကိုသူတို့အမြဲတမ်းတည်င်းပေးနေတယ်ဟို တော်အောင်ဆန်းစုကြည်ကိုလည်းတွေးလို့မရဘူးဗျာအဲဆမ်းမာလာညွန့်ဆိုတဲ့ကောင်မသူ့သားသမီးနှစ်ယောက်ကတော့ NUG ကိုတည်င်းပေးပြီးတော့အမေရိကန်ကိုရောက်သွားပြီ NUG ကအဲဆမ်းမာလာညွန့်ဆိုတဲ့ဖာသင်မကိုလည်းတနေ့စီရင်ရှင်းဖို့ရှိတယ်ကျွန်တော်နော်တော်အောင်ဆန်းစုကြည်ရှင်းနေလို့ပြောတယ်သားတွေသမီးတွေအကုန်လုံးကိုနိုင်ငံသားထုတ်လိုက်တယ် NUG ကိုမဟုတ်မဟတည်င်းနေပေးတယ်ကျွန်တော်သိတယ်အဲ့ဒီကောင်မကိုဒီကောင်မကဘာမှမဟုတ်ဘူး တိတ်တော်တဲ့ရှင်းနေတယောက်လည်းမဟုတ်ဘူးနော်အာဟိုကျွန်တော်ဆိုအများကြီးကျွန်တော်နဲ့ပတ်သက်တဲ့ရှင်းနေတပုံကြီးရှိတယ်ပမာငယ်ရိုက်တက်လို့တော့မကုန်ဘူးနော်စမ်းမာလာညွန့်ထက်တော်တဲ့ရှင်းနေတပုံကြီးရှိတယ်ကျွန်တော်မှာအခု तू ကထောင်ဝင်စာတွေ့ဖို့အတွက်မိုးကုတ်ကတထေးသမီးကပေးတဲ့ပတ်စံနဲ့သွားတာထောင်ပိုင်ကထောင်ဝင်စာကိုပဲလက်ခံတဲ့လူချင်းပေးမတွေ့တာကို လူချင်းပေးတွေ့တဲ့ပုံစံနဲ့သူကအန်ယူဂျီကိုတင်ပို့တယ်။ဒေါ်စုဘာမှမဖြစ်ပါဘူးပေါ့။ဆိုတော့ကျွန်တော်ပြောတာဘယ်လက်ဖြန်ယူကျိုးနေတယ်။ဒါကိုအန်ယူဂျီကမမေ့သားတွေမမေ့သမီးတွေမင်းတို့စေတနာမှန်ရင်မင်းတို့ဒေါ်အောင်ဆန်းစုကြည်ရဲ့နော်ဟိုအသက်ကြီးသွားတဲ့ကာလတစ်ခုမှာ နော်သူ့ရဲ့ចမ်းမာရေးလုံခြုံရေးနေထိုင်ရေးတီကိုမင်းတို့ဒါတကယ်စေတနာမှန်ရင်မင်းတို့စောက်အာနာယူတွေမဟုတ်ရင်မင်းတို့အန်ယူဂျီဆိုတဲ့ဖာတဲ့တွေဖာကောင်းတွေအောက်တန်းစားတွေပြစ်တစားတွေနော်မင်းတို့ဒီအချိန်မှာနိုင်ငံတကာကိုဒေါ်အောင်ဆန်းစုကြည်နဲ့ဘေးတန်တမန်မဆိုတယောက်ယောက်တွားတွေ့နိုင်ဖို့အတွက် မင်းတို့လှုပ်ရှားဆောင်ရွက်တဲ့နော်သူ့ကြောင့်မင်းတို့ကောင်းစားကြတာမင်းတို့ခိုးလို့ရတာမင်းတို့အိမ်ဒီဆောက်လို့ရတာဟုတ်လားငါဒါပဲပြောမယ်ရှင်းရှင်းပြောရင် NUG အဖွဲ့ဝင်တဲရောက်အပြင်မှာတွေ့လျင်ပါရိုက်ခြင်းနဲ့ဆောက်ကန်ခြင်းနဲ့သတွေးထွေးခြင်းနဲ့ဒီ၃ချက်ကတော့လူအများသိအောင်ကျွန်တော်လှုပ်ခြင်းတဲ့အချက်ပဲဒါပါပဲဗျာအိတ်မယ်ဗျာ ျွန်တော်ဘွားမှာလုံးဝပြီးလို့မရတဲ့အရာကတော့ကျွန်တော်တို့ဟာမထောင်တဲ့ကိုခုနှစ်မှာရခိုင်တော်လန်ရေးကိုလူ26ယောက်နဲ့စားခဲ့ကြတယ်။အဲ့ဒီအချိန်မှာကျွန်တော်တို့လူ26ယောက်မှာစုစုပေါင်းတနက်တစ်လက်ပဲရှိပါတယ်။အဲ့ဒီလိုတနက်ကလေးတစ်လက်နဲ့လူ26ယောက်နဲ့စပြီးမှကျွန်တော်တို့ကဒုက္ခအမျိုးမျိုးကြားမှာရုပ်ကဲကြိုးစားရင်းပထမဆုံးကျွန်တော်တို့ကိုကိုကဲအဖွဲ့စည်းဥပုံပြရှင်ကနေပြီးမှ လက်နဲ့တရားလက်ဆောင်ပြခဲ့ပါတယ်ကျွန်တော်တို့ဟာအဲ့ဒီတနက်အလက်တရားရဲ့ RPG နဲ့လက်ရဲ့အဲ့ဒါကိုခြင်ပြီးမှရခိုင်ပြည်ကိုထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပါတယ်ဒီကိစ္စဟာကျွန်တော်တို့ရခိုင်တော်လည်းရဲ့အတွက်အမတန်မှအရေးပါတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့လူ26ယောက်အနက်တလက်နဲ့စတင်ခဲ့တဲ့ပထမဆုံးသောလက်နက်တရားကိုဥပုံပြရှင်နဲ့ကိုကန့်ဗဟိုကော်မတီကဆုံးဖြတ်ပြီးကျွန်တော်တို့ကူညီဖူးခဲ့တဲ့ ီနေ့ဒီချိန်မှာကျွန်တော်တို့ဟာတည်ရင်တည်ရင်ကိုလူ300လောက်နဲ့တည်ရင်ယာချီပြီးမှဖွဲ့စည်းပြီးမဟာမိတ်တွေနဲ့လက်တွဲပြီးတိုက်ပွဲဝင်နေပြီဖြစ်ပါတယ်